မိမိရဲ့အကြံစီများရည်ရွယ်များပြည့်မြောက်အောင်မြင်စေဖို့အတွက်စိတ်ကူးအကြံကောင်းဉာဏ်ကောင်းနှစ်ခုအကူအညီကောင်းနှစ်ခုပေါ်လာဖို့ရှိနေပါတယ်အနှစ်ခုစလုံးကောင်းပါတယ်ကြိုက်တဲ့နည်းလမ်းကိုရွေးချယ်ပြီးတော့အသုံးပြုနိုင်ပါတယ်နောက်ရေနာနေသောနေရာကိုခရီးသွားတတ်ပါတယ်စီပွားရေးအလုပ်ပဲနဲ့ပတ်သက်လို့ရွေးချယ်ခြင်းလင်ညာခြင်းဆိုတဲ့နမများထုံမုန်းနေပါတယ်အဲ့တော့စီပွားရေးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်ကအကြံစီများထင်ရွေးချယ်တတ်ပါတယ်နောက်အလိန်ခံတတ်ပါတယ် အထူးသတိထားစေလိုပါတယ်။ဝေကြီးနဲ့ပတ်သက်လို့လည်းကံအနေငယ်ညံ့နေပါတယ်။ဝေကြပြောက်တာမျိုးအထာမတာမျိုးအခိုးကံတာမျိုးဝေအလင်ခံတာမျိုးသတိထားစေလိုပါတယ်။အဲ့တော့ဝေကြီးကိစ္စများကို အထူးသတိထားပြီးတော့ဖြတ်သန်းစေလိုပါတယ်။အဲ့တော့အခြေအနေပတ်သက်လို့တော့တယောက်ကအဖြူတယောက်ကအမဲအယူဆတွေအမြင်တွေပေါ်နေနေတတ်ပါလေဝေချခဏစကားပြောအမြင်ကုန်ရံဖြစ်ရတတ်ပါလေ ိန်ထောင်ရေးနဲ့ပတ်သက်လို့တော့အင်မတန်ကောင်းနေပါတယ်။သာသမီမရဒေသသူများသာသမီရဖို့ကလေးရဖို့ရှိနေပါတယ်။အိန်ထောင်ရေးဒုက္ခခံစားရမယ့်အိန်ထောင်ဘက်ကိုအကြောင်းပြပြီးတော့စိတ်ချမ်းသာတွေ့ရှင်ရမယ့်နမိတ်တွေဖြစ်ပါတယ်။ပညာရေးကအင်မတန်ကောင်းနေပါတယ်။မိမိရည်မှန်းထားတာနဲ့ပို့ပြီးတော့အမှတ်တွေကောင်းမှုရှိနေပါတယ်။ဒါလူကလည်းပဲပုံမှန်လေးစူးစမ်းသွားဖို့ဖြစ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်လို့ညာဘက်ခြေထောက်နဲ့ပတ်သက်တဲ့ယောဂများနောက် ရေချိုးမတာမျိုး C သွေးနဲ့ပတ်သက်တဲ့ယောဂအများသတိထားအစီလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအဲ့တော့ဒီလိုပြန်ဆန်းမယ်ဆိုရင်တော့တညာကိုနှစ်တစ်ဖြစ်ပါတယ်ကံကောင်းစေတဲ့အကြောင်းလေးကတော့အပြာရောင်အဖြူရောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်တွဲရောင်ကောင်းခြင်းနဲ့ပစ္စည်းများကိုတော့တခွားသီးနဲ့ခောက်ပြပါတခွားသီးအဲ့တော့တို့စားတဲ့တခွားသီးပစ္စည်းနဲ့စုထားမှရောင်ထွက်ဖို့ရောင်ကောင်းဖို့ ဘယ်နည်းမဆိုဘယ်ချိန်မဆိုဆောင်ရွက်နိုင်ပါလေရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုတခွားစီးနဲ့ခောက်ပေးပါအဲ့တော့ကံကောင်းစီနဲ့ရေရာကတော့အိမ်ဖျားမှာနွားလို့နှစ်ခွက်လှူဒန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညက်ခက်တွေကြည်ပြတ်ပြီးတော့ကံလေကောင်းစီပါလိမ့်မယ်ကျွန်တော်ရေကောင်းလေဟောချက်တွေမှန်ကန်ပြီးတော့မကောင်းလေဟောချက်တွေလွှဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေပါ လူကြီးတယောက်ကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်။မိမိရဲ့မိသားစုထဲမှာအလုံးမှာပတ်ဝန်းကျင်မှာစသဖြင့်လူကြီးတယောက်ကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်။ရှေ့တော်ခဲနောက်ဆုံးအခဲသုံးဖြဲခဲရွေးချယ်ခဲစဉ်းစားကြက်တဲ့အခြေအနေများလည်းကြုံရတတ်ပါတယ်။မိမိရဲ့အကြံစီများရည်ရွယ်ချက်များသည်ထင်ကုန်ကြင်ကြံနေတတ်ပါတယ်။စီပေါ်ရင်းနဲ့ပတ်သက်လို့အလုပ်ပိုင်းနဲ့ပတ်သက်လို့ကောင်းသောအပြောင်းအလဲများဖြစ်လာလို့ရှိနေပါတယ်။ ထွက်နေတဲ့ငွေတွေပစ္စည်းတွေရှိရင်လည်းပြန်ပြီးတော့ဝင်လာဖို့ရှိနေပါတယ်အဲ့တော့အင်မတန်ကောင်းပါတယ်စီးပွားရေးတွေတိုးတက်ဖို့လုပ်ငန်းတွေတိုးတက်အောင်မြင်စေဖို့အတွက်မကြခင်မှာကောင်းသောအပြောင်းအလဲတွေဖြစ်လာဖို့ရှိနေပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့တော့မထင်မှတ်တဲ့ပုံစံနဲ့အောင်မြင်တတ်ပါလေ။အဲ့တော့ရမယ်လို့ထင်တဲ့ငွေတွေကမရဘဲနဲ့မရဘူးထင်တဲ့ငွေတွေကရတတ်ပါလေ။မထင်မှတ်တဲ့အချိန်မှာမထင်မဲ့မထင်မှတ်တဲ့ပုံစံမျိုးနဲ့ငွေတွေဝင်လာဖို့ငွေကြေးအကျဉ်းစီတွေအောင်မြင်လို့ရှိနေပါလေ။အဲ့တော့ငွေကြေးကိစ္စများသည့် မတင်မတ်တဲ့အချိန်မှာမတင်မတ်တဲ့ပုံစံမျိုးနဲ့အောင်မြင်ဖို့ရှိနေပါတယ်မတင်မတ်တာတွေဖြစ်လာတတ်ပါတယ်အချိန်နဲ့ပတ်သက်လို့တော့သုံးပွင့်ဆိုင်ဇလန်းဖြစ်နေပါတယ်ဂျားလူအနောက်ရှက်ရှိနေပါတယ်တရားဝင်တရားတစ္ဆာရှိဖို့အရေးကြီးပါတယ်အိမ်ထောင်ရင်းနဲ့ပတ်သက်လို့လည်းအမျိုးသမီးတယောက်ဂျားဝင်ရှုပ်တတ်ပါတယ်အဓိကအမျိုးသမီးကခရီးနဲ့ပတ်သက်တဲ့အမျိုးသမီးဖြစ်ပါတယ်ခရီးသွားကလေးခရီးရပြန်လာကစားခရီးသွားတဲ့အလုပ်စသည်ဖြင့် ခကြီးနဲ့ပတ်သက်သောအမျိုးသမီးတယောက်ဂျောင်းဝင်နှောက်ရက်တက်ပါတယ်သူ့အကြောင်းပြပြီးတော့နေနေမြာကတော့ကစားဖြစ်တတ်ပါတယ်ပညာရေးကံကတော့အလယ်လမ်းမှာပဲရှိနေပါတယ်ပညာရေးနဲ့ပတ်သက်လို့ဝိမှန်ပါတဲ့လူတယောက်ဆရာနေပြီးတော့အကြံကောင်းဉာဏ်ကောင်းများရဖို့ရှိနေပါတယ်ဂျမ်းမိုင်းနဲ့ပတ်သက်လို့တော့လေချောင်းနဲ့ပတ်သက်တဲ့လေနဲ့ပတ်သက်ယောဂများတတိထားစီလိုပါတယ်အရင်ကဖြစ်ခဲ့မှုတဲ့ယောဂဟောင်းများတတိထားစီလိုပါတယ် ဲ့တော့ဒီတို့ကန်ဆန်းမယ်ဆိုရင်တော့1 3 6ဖြစ်ပါတယ်ကန်ကောင်းစေတဲ့အယောင်လေးကတော့အနီရောင်အပြာရောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်ထွက်ရောင်ကောင်းခြင်းတဲ့ပစ္စည်းများကိုရက်စားပလင်းနဲ့ခောက်ပြီးပါဒါကြက်ကလည်းစူတောင်းမှာရောင်ထွက်ဖို့ရောင်ကောင်းဖို့ဘယ်နည်းမဆိုတစ်ချိန်မဆိုဆောင်ရွက်နိုင်ပါတယ်ရောင်ထွက်ခြင်းနဲ့ရောင်ကောင်းခြင်းတဲ့ပစ္စည်းများကိုရက်စားပလင်းကျွန်တော်တို့စားတဲ့ရက်စားရက်စားပလင်းနဲ့ခောက်ပြီးပါရိုက်ပြီးပါ တန်ကောင်းစီမဲ့ရေရကတော့အိမ်ပြားမှာပေါင်မုတ်၅ချက်လှူဒန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညက်ခိုက်တွေကြေပြောက်ပြီးတော့ကံနေကောင်းစီပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်ကဲအားလုံးအောင်စီပိုင်စီနိုင်စီခိုင်စီပါ မျက်မှန်ပါတဲ့လူတယောက်စီကနေပြီးတော့အကူအညီကောင်းအကြံကောင်းဉာဏ်ကောင်းများရဖို့ရှိပါလေအဲ့တော့မိမိရဲ့အကြံစီများရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်စေဖို့အတွက်မျက်မှန်ပါတဲ့လူတယောက်စီကနေပြီးတော့အကူအညီကောင်းအကြံကောင်းဉာဏ်ကောင်းများရဖို့ရှိပါလေမျက်မှန်ပါတဲ့လူတယောက်နဲ့ပတ်သက်ပြီးတော့ဆောင်ရွက်မယ်ဆိုရင်တော့မိမိရဲ့စိတ်ကူးများအကြံစီများရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်ပါလိမ့်မယ်စီပွားရေးနဲ့ပတ်သက်လို့အလုပ်ပိုင်းနဲ့ပတ်သက်လို့ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်လာဖို့ရှိနေပါတယ် အဲစီးပွားရေးလုပ်ငန်းအဆင်မပြေတဲ့သူများပြန်ပြီးတော့အဆင်ပြေလာဖို့ရှိနေပါတယ်။အဲတော့ပြေပြေးသားသူများကတော့မထင်မှတ်တဲ့အနောက်ချက်တွေပေါ်တတ်ပါတယ်။အဲတော့လုပ်ငန်းစီးပွားအဆင်ပြေနေတဲ့သူများကတော့မထင်မှတ်တဲ့အနောက်ချက်တွေမပေါ်ရလေအောင်ကိုယ့်ရဲ့အလုပ်ခန်းမှာဂျုံခန်းမှာစိုင်းမှာရှိတဲ့ပစ္စည်းအချို့နေရာပြောင်းရွှေ့ပေးပါ။ငွေကြေးနဲ့ပတ်သက်လို့အင်မတန်ကောင်းနေပါတယ်။ဆုံးရှုံးမလို့ဖြစ်နေတဲ့မရဘူးလို့ထင်ရတဲ့ငွေတွေပြန်ပြီးတော့ရဖို့ဝင်လာဖို့ရှိနေပါတယ်။ အဲ့ငွေကြေးနဲ့ပတ်သက်လို့စေကူးအကြံကောင်းညံကောင်းတွေလည်းပေါ်ထွက်လာလို့ရှိနေပါတယ်။အဲ့တော့အကျွေးလေးကြေးဖို့အကျွေးလေးရဖို့ငွေကြေးခက်ခဲရလုံမြောက်ဖို့ငွေကြေးအကြံစီအောင်မျိုးငွေတွေဝင်ဖို့အတွက်စေကူးအကြံကောင်းညံကောင်းများလည်းပေါ်ထွက်လာလို့ရှိနေပါတယ်။အဲ့တော့အင်မတန်ကောင်းသောနမိတ်ပဲဖြစ်ပါတယ်။အဲ့တော့ငွေကြေးကိစ္စများကိုရေရေတင်းတင်းဆောင်ရွက်နိုင်ပါတယ်။စေကူးညံပေါ်သည်များဆောင်ရွက်လုပ်ရပါတယ်။အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ကတော့ပုံကွယ်မှုတွေ၊ထန်ဆောင်မှုတွေ၊အင်ညာမှုတွေထုံမှုတွေလည်းဖြစ်ပါတယ်။ မိမိချစ်သူရဲ့ဖုံးဝဲခြင်း၊ဖန်ဆောင်ခြင်း၊လိမ်ညာခြင်းခံရတတ်ပါတယ်။အင်တာဝင်းနဲ့ပတ်သက်လို့တော့မိမိကအမှန်တရားလျှက်နဲ့စကားပြောညှင်းခုံဖြစ်ရှင်းရတတ်ပါတယ်။အမှန်ဘက်ကလည်းစကားပြောညှင်းခုံဖြစ်ရှင်းရခြင်းဆိုတဲ့မိတ်တို့ဖြစ်ပါတယ်။ပညာရေးနဲ့ပတ်သက်လို့အင်မတန်ကောင်းနေပါတယ်။မိမိရည်မှန်းထားတဲ့အမှတ်တွေကိုပြီးတော့ဂုဏ်ဥဒိယကိုရှိနေပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်လို့တော့ C တောင်းနဲ့ပတ်သက်တဲ့ယောဂများသတိထားစီလိုပါတယ်။စိတ်နဲ့ပတ်သက်တဲ့ယောဂတောင်းနဲ့ပတ်သက်တဲ့ယောဂများသတိထားစီလိုပါတယ်။ဖြစ်မယ်လို့မဆိုလိုပါဘူး။အဲ့တော့ဖြီထိုးကန်ဆန်းမယ်ဆိုရင်တော့6ခုတင့်နှစ်ဖြစ်ပါတယ်။တန်ဟောင်းတဲ့အယောင်တွေကတော့အဖြူရောင်အနီရောင်ဖြစ်ပါတယ်။များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်းထွက်ရောင်းကောင်းတဲ့ပစ္စည်းများကိုစက်တော်အနီနဲ့ခောက်ပေးပါစက်တော်အနီ။ဒါဆက်ကလည်းဆူတောင်းမှာရောင်းထွက်ဖို့ရောင်းကောင်းဖို့ ဘယ်နည်းမဆိုဘယ်ချိန်မဆိုစားနိုင်ပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုစိတ်တော်အနည်းနဲ့ခောက်ပြီးပါ။အဲ့တော့ပြန်ကောင်းခြင်းနဲ့ရေရာကတော့ချိုးမဲ့ရေထဲမှာအနည်းရောင်ပန်းတစ်ခွက်ထည့်ပါ၊ရေချုံရင်းစုပေါင်းပါ။အဲ့တော့ဖလားထဲမှာရေထည့်ပါ၊အနည်းရောင်ပန်းတစ်ခွက်ထည့်ပါ၊ရေချုံရင်းနဲ့မိမိအလိုရှိတဲ့အရာများကိုစုပေါင်းပါ။ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေ။နောက်တစ်ပတ်ကျွန်တော်ပြန်ဆောင်ကြပါမယ်။ အဲအလုံးအောင်စေပိုင်စေနိုင်စေခိုင်စေပါအမျိုးသမီးတယောက်ကြောင့်စိတ်နှောက်ရှက်ဖြစ်ရတတ်ပါတယ်။အဲဒီကအမျိုးသမီးကသပင်ဆေးဆိုးထားတဲ့အမျိုးသမီးဖြစ်ပါတယ်။စကားပြောမှားတာမျိုးစကားပြောကြွလာမျိုးစိတ်အင်းအတွက်ချက်မှားတာမျိုးလည်းကျွမ်းတတ်ပါတယ်။ ခြေတူအပ်ခဲ့နောက်ဆုံးအပ်ခဲ့ဆုံးဖြတ်ခဲ့အခြေအနေများလည်းကြုံရတတ်ပါလေမိမိရဲ့အကြံစီများရည်ရွယ်များသည်တင့်ငော့ကြံ့ကြာပြီးမှအောင်မြင်ပါလိမ့်မယ်အမျိုးသမီးတယောက်ကြောင့်တင့်ငော့ကြံ့ကြာနေတတ်ပါလေစီပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်းနဲ့ပတ်သက်လို့လူကြီးတယောက်ရဲ့အကြံကောင်းဉာဏ်ကောင်းအကူအညီကောင်းများရဖို့ရှိနေပါလေမိမိရဲ့လုပ်ငန်းတွေတိုးတက်ဖို့စီပွားရေးတိုးတက်စေဖို့အတွက်လူကြီးတယောက်ရဲ့အကြံကောင်းဉာဏ်ကောင်းများကိုယူပါ လူကြီးတယောက်နဲ့ပတ်သက်ပြီးတော့ဆောင်ရွက်တာဒါဆိုရင်တော့လုပ်ငန်းများစီးပွားများတိုးတက်ဖို့ရှိနေပါတယ်လူကြီးကအင်ပဒံကောင်းနေပါတယ်ထွက်နေတဲ့ငွေတွေပြန်ပြီးတော့ဝင်လာဖို့ရှိနေပါတယ်ငွေကြီးအကြံစီများအောင်မြင်မှုရှိနေပါတယ်အဲ့တော့ရစားရှိတဲ့ငွေများလည်းရဖို့ရှိနေပါတယ်ဘုံနဲ့မြတ်ငွေလည်းမြဲမှုရှိနေပါတယ်ပေးစားရှိတဲ့ငွေများလည်းပြီးနိုင်မှုရှိနေပါတယ်အဲ့တော့ငွေကြီးနဲ့ပတ်သက်လို့စိတ်ချမ်းသာပျော်ရွှင်ရမယ့်ပေါင်းတော်အလှည့်ပြောင်းတွေဖြစ်လာမယ့်အင်ပဒံကောင်းတဲ့နိမိတ်တွေဖြစ်ပါတယ် အဲ့ငွေကြေးကိစ္စများကိုရဲရဲတင်းတင်းဆောင်ရွက်လုပ်ကြပါတယ်အဲ့တော့အခြေအနေပတ်သက်လို့ကတော့စိတ်ပူစရာလေးတွေစိတ်နှောက်ရှက်ဖြစ်စရာလေးတွေစိုးရင်စရာလေးတွေတဝင်တူစရာလေးတွေရောထွေးနေပါလိမ့်မယ်အဲ့တော့ပြက်မလို့ပွဲမလို့ဖြစ်တဲ့တမင်းစားစုံလုံးများမပြက်မကွဲပါဘူးတို့ကလည်းပျော်ရွှင်ရတယ်လဲပါပြီးတော့တဝင်တူခြင်းတွေစိတ်ပူစရာတွေစိတ်နှောက်ရှက်ဖြစ်စရာတွေရောထွေးနေတဲ့နမိတ်ပဲဖြစ်ပါတယ်အိမ်တော်ရင်းနဲ့ပတ်သက်လို့အင်မတန်ကောင်းနေပါတယ် အိမ်တော်ဘက်ကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရဖို့ရှိနေပါတယ်။အိမ်တော်ဘက်ကိုအကြောင်းပြုပြီးတော့ငွေအစုလိုက်အပေါ်နဲ့ဝင်ခြင်းအဖို့တန်ဆက်ပစ္စည်းများဝင်ခြင်းလက်ဆောင်ပစ္စည်းများရခြင်းကျွန်တော်တက်ပါတယ်။ပညာရေးကံကတော့အလယ်လက်မှာပဲရှိနေပါတယ်။လူကများများစူးစမ်းအားထုတ်ဖို့အရေးကြီးပါတယ်။ကျန်းမာရေးနဲ့ပတ်သက်လို့တော့ခေါင်းအပိုင်းနဲ့ပတ်သက်တဲ့ယောဂများသတိထားသင့်လို့ပါတယ်။ခေါင်းအပိုင်းနဲ့ပတ်သက်တဲ့ယောဂများဖြစ်မယ်လို့မဆိုလိုပါဘူး။သတိထားဖို့ပါပဲ။ အဲ့တော့တီထိုးကန်ဆန်းမယ်ဆိုရင်တော့6 9 3 4ဖြစ်ပါလေ။ကန်ကောင်းစေတဲ့အယောင်တွေကတော့အဝါယောင်အပြာယောင်အစိမ်းယောင်ဖြစ်ပါလေ။ညံများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါလေ။ရောင်းထွက်ရောင်းကောင်းစေတဲ့ပစ္စည်းများကိုရက်တောင်အဲ့ရက်တောင်နဲ့ရက်ခတ်ပြီးပါရက်ပြီးပါ။ဒါဆက်ကလည်းဆူတောင်းပါရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နည်းမစိုးဘယ်ချင်းမစိုးစောင့်နေပါလေ။ရောင်းထွက်ရောင်းကောင်းစေတဲ့ပစ္စည်းများကိုရက်တောင်နဲ့ရက်ခတ်ပြီးပါရိုက်ပြီးပါ။ တော့ကံကောင်းခြင်းမဲ့ရေရာကတော့အိမ်ပြားမှာတစ်သေးခြောက်လုံးလှူဒန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညက်ခိုက်ကိုကျေပြတ်ပြီးတော့ကံလေကောင်းစေပါလိမ့်မယ်အဲ့တော့တစ်သေးခြောက်လုံးအနုစားတူလို့ရတယ်အနုစားမတူလို့ရတယ်ခြောက်လုံးဖြစ်ရပါတယ်ကဲကျွန်တော်ရေကောင်းတဲ့ဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါသေးနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်စေ ပိုင်စေနိုင်စေခိုင်စေပါ ိမိရဲ့အလုပ်ကိုင်းများအကျန်စီများထင်တော့ကြံ့ကြာနေတတ်ပါတယ်လက်ရှိကာဇာရာအခြေအနေအကောင်းဆုံးမဟုတ်သေးပါဘူးဖြည်းဖြည်းချင်းကောင်းလာပါလိမ့်မယ်အလုပ်လုပ်ရကံနေမကောင်းသေးဘူးဖြည်းဖြည်းချင်းကောင်းလာမယ်ဆိုနိမိတ်ပဲဖြစ်ပါတယ်အဲ့ဒါကိုယ့်ရဲ့ကိစ္စအထက်သူများကိစ္စဒီကမြားနေတတ်ပါတယ်နောက်မိမိရဲ့အကျန်စီများရည်ရွယ်ချက်များဟာလည်းပဲထင်တော့ကြံ့ကြာပြီးမှအောင်မြင်ဖို့ရှိနေပါတယ်စီပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်းနဲ့ပတ်သက်လို့အင်မတန်ကောင်းပါတယ် လုပ်ငန်းတွေတိုးတက်ဖို့စီးပွားတွေတိုးတက်အောင်မြင်စေဖို့အတွက်ခြေနေကောင်းနေခွင့်လန်းကောင်းနေအကူအညီကောင်းနေပေါ်လာဖို့ရှိနေပါတယ်လုပ်ငန်းနဲ့ပတ်သက်တဲ့စီးပွားနဲ့ပတ်သက်တဲ့အကျဉ်းစီများရည်မှန်းချက်များပြည့်မြောက်အောင်မြင်ဖို့ရှိနေပါတယ်အဲ့တော့ငွေကြေးတွေကတော့အနည်းငယ်လေးညက်နေပါတယ်ရစရာပေးစရာငွေများထက်ငော့အကျဉ်းချာနေတတ်ပါတယ်ငွေအလင်ခံတတ်ပါတယ်ငွေကြက်ပြောက်တာမျိုးအထားမှားတာမျိုးတတိထားစေလိုပါတယ်အဲ့တော့ငွေကြေးကိစ္စများအထူးတတိထားပြီးတော့ဆောင်ရွက်စေလိုပါတယ် အဲ့တော့အခြေအနေနဲ့ပတ်သက်လို့တော့စိတ်ပူစရာလေးတွေစိတ်နှောက်ရှက်ဖြစ်စရာလေးတွေပြောထွင်းနေပါတယ်ပျော်ရွှင်မှုတွေကြည်နှုတ်တရားမှုတွေစိတ်ပုန်းနေတဲ့စိတ်ပူစရာတွေတဝင်တုံမှုတွေနဲ့ပြောထွင်းနေတဲ့မိပဲဖြစ်ပါတယ်အဲ့တော့ကြည်နှုတ်တရားမှုတွေမဲပါနေတဲ့မိပဲဖြစ်ပါတယ်အဲ့တော့ပြက်မလို့လို့ကွဲမလို့လို့ဖြစ်တဲ့တမီးစားများဆိုရင်တော့မပြက်မကွဲပါဘူးတင်ကြောင်ကြီးကတော့မာနတွေအားပြိုင်နေတတ်ပါတယ်သူကလည်းမလျှော့ကိုယ်ကလည်းမလျှော့အဲ့တော့နှိမ့်နေတဲ့ခက်တာမျိုး ဖြစ်ရှင်းရခက်တာမျိုးရှင်မများလည်းကြိုးရတတ်ပါတယ်အမြင်နဲ့အယူအဆတွေပေါ်လဲနေတဲ့မာနတွေအားပြိုင်နေတဲ့နှိမ့်နိုင်ရခက်တဲ့နမိတ်ပဲဖြစ်ပါတယ်အဲ့တော့ပညာရေးကံကတော့အလယ်လက်ရှိပါတယ်ဒီကများများစူးစမ်းအားထုတ်ဖို့ရည်ကြီးပါတယ်ကျမ်းမိုင်းနဲ့ပတ်သက်လို့ကတော့ဝမ်းပိုင်းနဲ့ပတ်သက်တဲ့ဥပကောင်းနဲ့ပတ်သက်တဲ့ယောဂအများသတိထားစေလို့ပါတယ်ဖြစ်မယ်လို့မဆိုလို့ပါဘူး ဲ့တော့ဒီတို့ပြန်စမ်းမယ်ဆိုရင်တော့2 9 18ဖြစ်ပါတယ်အဲ့တော့ပြန်ကောင်းစေတဲ့အယောင်တွေကတော့အဝါရောင်အဖြူရောင်ဖြစ်ပါတယ်ညံများဝတ်ဆုံပြီးတော့အတောင်းပြနိုင်ပါတယ်အဲ့တော့ပြန်ကောင်းစေမယ့်ရေရရာကတော့အိမ်ဖျားမှာနန်းကြီးတုပ်လှူဒန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံညက်ခိုက်ပြီးကြေပြော့ပြီးတော့ကံလေးကောင်းစေပါလိမ့်မယ်ရောင်းတွေ့ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုဘယ်လိုပြုံးနဲ့ခောက်ပြပါ။ပစ္စကလည်းစူတောင်းမှာရောင်းထွက်ဖို့ရောင်းကောင်းဖို့ ဘယ်နည်းမစုံဘယ်ချိန်မစုံဆောင်ရွက်နိုင်ပါလဲရောင်းထွက်ခြင်းနဲ့ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုဘယ်ဥပယုံနဲ့ခောက်ပြပါကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလဲချော်ပါသေးနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေပါ yeah we အဆက်တကောင်းနေပေါ်လာဖို့ရှိနေပါတယ်တရင်ကောင်းများကြားဖို့ရှိနေပါတယ် ကောင်းသောခီးများတွားကိုရှိနေပါတယ်။ဖျားဖုံပျော်ပဲစားခီးများတွားကိုရှိနေပါတယ်။ပြည်တွင်ပြပခီးများလည်းတွားဖို့အကြောင်းတွေပေါ်ရတတ်ပါတယ်။အဲ့တော့ပြည်တွင်ပြပခီးများအောင်မြင်မဲ့နိမိတ်လည်းဖြစ်ပါတယ်။အဲ့တော့ဝန်သားချင်းပြည့်ရွှင်ခြင်းအောင်မြင်ခြင်းများစတဲ့မူပေါ်တဲ့နိမိတ်တွေဖြစ်ပါတယ်။မိမိရဲ့အကြံစီများရည်ရည်ချက်များပြည့်မြောက်အောင်မြင်စေဖို့အတွက်လက်ကြခဲ့မှာတရင်ကောင်းများကြားဖို့ရှိနေပါတယ်။ကောင်းသောအဆက်အသွယ်တွေပေါ်လာဖို့ရှိနေပါတယ်။ စီးပွားရေးအလုပ်ဝင်နဲ့ပတ်သက်လို့လုပ်ငန်းများစီးပွားတွေတိုးတက်အောင်မြင်လို့ရှိနေပါတယ်အမျိုးသမီးတယောက်ရဲ့အကြံကောင်းဉာဏ်ကောင်းများနဲ့မိမိရဲ့လုပ်ငန်းများစီးပွားများတိုးတက်အောင်မြင်ဖို့ရှိနေပါတယ်မိမိရဲ့လုပ်ငန်းစီးပွားတွေတိုးတက်အောင်မြင်စေဖို့အတွက်အမျိုးသမီးတူဦးနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်ပါဒါဆိုတော့လုပ်ငန်းစီးပွားတွေတိုးတက်အောင်မြင်ပါလိမ့်မယ်ငွေကြေးနဲ့ပတ်သက်လို့ကတော့ငွေတွက်စကားပြောမြင်ခုံဖြည့်ရှင်းရတတ်ပါတယ် မိမိရဲ့မှန်နေပါလေနဲ့ငွေအတွက်စကားပြောငင်းကုန်ဖြစ်ရှာတတ်ပါတယ်။ရစရာပေးစရာငွေများထင့်တော့ကြန့်ကြာပြီးမှအောင်မြင်ပါလိမ့်မယ်။အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ကတော့အခြေအနေအစဉ်မပြေတဲ့သူများပြန်ပြီးတော့အစဉ်ပြလာဖို့ရှိနေပါတယ်။အဲ့တော့ပြေပြီးသားသူများကတော့အခြေရဲ့ချိုးမြိန်နဲ့အသီးပွင့်တွေကိုစစ်ယူစားတောင်းအောင်လက်မိတ်ပဲဖြစ်ပါတယ်။ထို့သောအရင်ကဖြစ်ခဲ့မှုတွေပြဿနာအဟောင်းစကားဟောင်းတွေပြန်ပေါ်တတ်ပါတယ်အထူးသတိထားစေလိုပါတယ်။ အိမ်ထောင်ရင်းနဲ့ပတ်သက်လို့လည်းပဲကောင်းသောလှည့်ပြောင်းတွေဖြစ်လာဖို့ရှိနေပါတယ်။မေတ္တာတွေတန်ရုံးစင်တွေနားလည်မှုတွေအရင်ရတဲ့ပုံပုံပြီးတော့ကောင်းသောအလှည့်ပြောင်းများဖြစ်လာဖို့ရှိနေပါတယ်။အိမ်ထောင်ဘက်ကိုအကြောင်းပြပြီးတော့ငွေအစုလိုက်အပေါ်လိုက်ရခြင်းအဖို့တန်ဆက်ပစ္စည်းဝင်ခြင်းများလည်းကြောင်းရတတ်ပါတယ်။ပညာရေးနဲ့ပတ်သက်လို့လည်းကောင်းသောအလှည့်ပြောင်းတွေဖြစ်လာဖို့ရှိနေပါတယ်။ပညာရည်မှန်းချက်များသည့်မိမိရည်မှန်းထားတာနဲ့ပိုပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်လို့တော့ ဥကောင်းနဲ့ပတ်သက်တဲ့ဒူးနဲ့ပတ်သက်တဲ့ဝမ်ပိုင်းနဲ့ပတ်သက်တဲ့ယောဂများတတိထားစေလို့ပါလေဖြစ်မယ်လို့မဆိုလိုပါဘူးအဲ့တော့ဒီလိုကန်ဆန်းမယ်ဆိုရင်တော့၄ခွန်၃ခုဖြစ်ပါတယ်ပြန်လို့စေတဲ့အရာတွေကတော့အနက်ရောင်အဝါရောင်အနီရောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်တွက်ရောင်ကောင်းတဲ့ပစ္စည်းများကိုအာလူးနဲ့ခောက်ပြီးပါအာလူးဒါကြောင့်လည်းစူတောင်းပါရောင်ခွက်ဖို့ရောင်ကောင်းဖို့ ဘယ်နည်းမစို့ဘယ်ချိန်မစို့ဆောင်ရွက်နေပါလေရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုအာလူးနဲ့ခောက်ပေးပါအဲ့တော့ကံကောင်းစေတဲ့ယေရယာကတော့အိမ်ဖျားမှာပေါမုံထိုးပတ်တော့တုံးချက်လူတန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညံ့တိုက်တွေကြေပြောက်ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲကျော်ပါစေနောက်တစ်ပတ်ကျွန်တော်ပြန်ဆောင်ကြပါမယ်ကဲအားလုံးအောင်စေပိုင်းစေနိုင်စေခိုင်စေကြ မိရဲ့မျှော်လင့်ချက်များ၊ရည်မှန်းချက်များပြည့်မြောက်အောင်မြင်မယ်လို့ဖြစ်ပါတယ်။အမျိုးသမီးတစ်ယောက်စီကနေပြီးတော့လည်းပဲအကူအညီကောင်း၊အကြံကောင်း၊ဉာဏ်ကောင်းများရဖို့ရှိနေပါတယ်။အထက်ကအမျိုးသမီးကခရီးနဲ့ပတ်သက်တဲ့အမျိုးသမီးဖြစ်ပါတယ်။ခရီးသွားကနေခရီးရနေပြန်လာကစားခရီးနဲ့ပတ်သက်တဲ့အမျိုးသမီးအထက်ကအမျိုးသမီးစီကနေပြီးတော့အကြံကောင်း၊ဉာဏ်ကောင်း၊အကူအညီကောင်းများရဖို့ရှိနေပါတယ်။မိမိရဲ့မျှော်လင့်ချက်များ၊ရည်မှန်းချက်များပြည့်မြောက်အောင်မြင်မယ်လို့ဖြစ်ပါတယ်။စီပွားရေးနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့ မတရားကောင်းမတရားညှက်ကြတာပါလေလုပ်ငန်းစည်းပွားအဆင်မပြေတဲ့သူများပြန်ပြီးတော့အဆင်ပြေလာပါလိမ့်မယ်အဲ့တော့လုပ်ငန်းစည်းပွားပြေနေတဲ့သူများကတော့မတင်မတ်တဲ့အနှောက်အယှက်လေးတွေပေါ်လာတတ်ပါလေမပေါ်ရလျောက်ကိုယ့်ရဲ့ရုံးခန်းမှာအလုပ်ခန်းမှာစိုင်းမှာရှိတဲ့ပစ္စည်းအချို့နေရာပြောင်းရွှေ့ပေးပါဦးဒီကိနေပဒလို့ငွေကြေးကအလယ်လက်မှာရှိနေပါတယ်။ကောင်းလည်းမကောင်း။ညံ့လည်းမညံ့။အဲငွေကြေးက ဒရလမှာပဲရှိနေပါတယ်။အဲငွေကြေးကိစ္စများကိုတော့အုံလုံးညာတုံးပြီးတော့ပြတိထားပြီးတော့ဆောင်ရွက်စီလိုပါတယ်။ငွေကြေးကိစ္စများမစွန့်စားတင်ပါဘူးနော်။အဲ့တော့အခြေအနေပတ်သက်လို့တော့ကြီးတဲ့သူများကိုရှုတ်တက်ပါတယ်။သူ့ဘက်ကသူ့ဘက်ကကြီးတဲ့သူကိုရှုတ်တက်ပါတယ်။အဲ့တော့အခြေအနေပတ်သက်လို့ကြီးတဲ့သူများကိုရှုတ်တက်တဲ့အတွက်စိတ်ပူစရာတွေစိတ်အနှောက်အယှက်ဖြစ်စရာလေးတွေတုံ့ပြန်တတ်သောနမိတ်ပဲဖြစ်ပါတယ်။အဲ့တော့ကွဲမလို့ပြက်မလို့ဖြစ်တဲ့စိတ်သူများကတော့မကွဲမပြက်ပါဘူး။ အင်တာဝင်းနဲ့ပတ်သက်လို့လည်းပဲအမျိုးသမီးတယောက်ကြောင်းဝင်ရှုပ်တတ်ပါတယ်အဓိကအမျိုးသမီးကရေနဲ့ပတ်သက်တော့အမျိုးသမီးရေနာနေတော့အမျိုးသမီးရေသားတို့လက်ထက်ရေတို့အဲအေးတို့အရက်တို့ဘီယာနဲ့ပတ်သက်တဲ့အမျိုးသမီးအဲ့လိုအမျိုးသမီးတယောက်အင်တာဝင်းမှာကြောင်းဝင်ရှုပ်တတ်ပါတယ်အဓိကအမျိုးသမီးကိုအကြောင်းပြပြီးတော့နည်းနည်းမရတပတ်ကစားလေးတွေဖြစ်တတ်ပါတယ်အထူးသတိထားပြီးတော့ပြသန်းစေလိုပါတယ်အဲ့တော့ပညာရေးကံကတော့အလယ်လက်မှာပဲရှိနေပါတယ်။အဲ့တော့လူကမင်းများစူးစမ်းအထောက်ဖို့ရည်ကြီးပါတယ်။ ကျမ်းမိုင်နဲ့ပတ်သက်လို့တော့တူးနဲ့ပတ်သက်တဲ့ယောဂများစီးနဲ့ပတ်သက်တဲ့ယောဂများဝမ်းပိုင်းနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအဲ့တော့ဒီလိုကန်ဆန်းမယ်ဆိုရင်တော့ငါးလေးတစ်ကိုဖြစ်ပါတယ်ကန်ကောင်းနေတဲ့အရာတွေကတော့အဖြူရောင်အဝါရောင်အနက်ရောင်ဖြစ်ပါတယ်ညံများဝတ်ဆင်ပြီးတော့အတုံးပြနိုင်ပါတယ်အဲ့ရောင်ထွက်ရောင်ကောင်းတဲ့ပစ္စည်းများကိုတော့ရေကွက်နဲ့ခောက်ပြီးပါရေကွက် အဲ့တော့ကိုရီခွက်လည်းရတယ်။ဒါစတိရီခွက်လည်းရတယ်။ရီခွက်လို့ခေါ်တော့အရာ။ခောက်ပြီပါ။ဇက်ကလည်းစူတော့မှာဘယ်နည်းမဆိုဘယ်ချိန်မဆိုစောင်းရနေပါလေ။ရောင်းထွက်ခြင်းနဲ့ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုရီခွက်နဲ့ခောက်ပြီပါ။အဲ့တော့ကံကောင်းစီမဲ့ရေရကတော့အိမ်ထင်းအားမှာအနီရောင်ပန်း၆ဘွဲ့လှူဒန်းပြီးတော့စူတောင်းခြင်းအဖြစ်ကံညက်ခိုက်ကိုကြေပြောက်ပြီးတော့ကံလေကောင်းစေသွားလိမ့်မယ်။ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေ။ နောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်။အဲအားလုံးအောင်စေ၊ပိုင်းစေ၊နိုင်စေ၊ခိုင်စေကြ။